မင်္ဂလာပါဒီတစ်ခေါက် focus မှာတော့ကနဦးသုံးသက်ချက် အမှတ်29ဖြစ်တဲ့ဇရုတ်ထမျိုးဆက်တက်မတော်ဖြစ်နိုင်ချေပြည်တင်းနာကိုနာရောခံမလားရှင်ကြီးကြားထက်ပိုဆိုးမလားဆိုတဲ့အကြောင်းကို တင်ပြပေးသွားမှာပဲဖြစ်ပါတယ်အကြောင်းအရာနဲ့ပတ်သက်ပြီးဖြစ်ရက်အချက်လက်ကနဦးသုံးသက်ချက် ဖြစ်တန်ချေအကဲဖြတ်ချက်ဆိုပြီးအပိုင်း၃ပိုင်းခွဲတင်ဆက်သွားမှာဖြစ်ပါတယ် အခုပထမအဦးဆုံးအနေနဲ့ဖြစ်ရက်အချက်လက်ကို တင်ပြလိုပါတယ်။စစ်အာဏာသိမ်းအရေးပေါ်အခြေအနေကြီးညာပြီးနိုင်ငံတော်အာဏာရယူထားတဲ့စစ်ကောင်စီဟာတက်တန်းဆက်မတူတော့ပါဘူး။နိုင်ငံတော်ကာကွယ်ရေးလုံခြုံရေးနဲ့အေးချမ်းသာရရေးပါတီစုံအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက်လိုအပ်တဲ့လမ်းညွှန်မှုတွေကိုပြုနိုင်ရန်နဲ့တိရောက်စွာပေါင်းဆက်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက်ဆိုပြီး နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ကိုဖွဲ့စည်းကြောင်း2025ခုနှစ်ဇွန်လ31ရက်မှာကြေညာပါတယ်။စစ်ကော်မရှင်ဥက္ကဋ္ဌအဖြစ်စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကပဲတာဝန်ယူခဲ့ပါတယ်။ဒီအတော်တွင်စစ်ကောင်စီဝင်တွင်နဲ့စစ်ရုံးကအရာရှိကြီးတွေကို ရွေးကောက်ပွဲဝင်ဖို့ဆန္ဒရှိမှရှိစည်ရင်တောင်းနေပြီလို့ BBC မြန်မာပိုင်းဌာနကရေးပါတယ်။လက်ရှိတပ်ဖွဲ့စည်းပုံမှာတော့ဗိုလ်ချုပ်ကြီး၅ဦးနဲ့ ဒုတိယဗိုလ်ချုပ်ကြီး20ဦးထက်မနည်းရှိနေပါသေးတယ်။သူတို့တွေကအချို့လဲရွေးကောက်ပွဲဝင်ရဖို့ရှိနေပါတယ်။ဆက်လက်ပြီးကနဦးသုံးသက်ချက်ကိုတင်ပြလိုပါတယ်။1962ခုနှစ်စစ်တပ်အာဏာသိမ်းပြီးချိန်ကဖွဲ့ခဲ့တဲ့တော်လန်ရေးကောင်စီကနေမြမဆိုရှယ်လစ်လမ်းစဉ်ပါတီကို ပြောင်းတာဆက်နှစ်နှစ်ကြာပါတယ်1988ခုနှစ်စစ်တပ်ကအာဏာလွှဲယူပြီးနိုင်ငံတော်ညင်ဝတ်ပြပြမှုတိဆောက်ရေးအဖွဲ့ကနေ နိုင်ငံတော်အီးချမ်းတာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီကိုပြောင်းတာ6နှစ်နဲ့တမရဦးသိန်းစိန်အစိုးရကိုပြောင်းတဲ့အချိန်ထိဆိုရင်23နှစ်ကြာပါတယ်။ဒီအပြောင်းလဲတွေမှာအုပ်စိုးသူစစ်အာဏာရှင်တွေက အာဏာကိုဘယ်လက်ကနေညာလက်လွဲသလိုဒီပုတ်ထဲကဒီပဲရွေးလိုပြောင်းခဲ့တာကြီးပါပဲ။ဒါပေမဲ့တစုံတရာတည်ငြိမ်တဲ့အာဏာဆက်စိုးမိုးထိရောက်နေတဲ့အခြေအနေမှာအပြောင်းလဲတွေကိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အခုစစ်ကောင်စီကနေစစ်ကော်မရှင်ကိုပြောင်းနေအပြောင်းလဲကတော့အခြေမခိုင်ဆုံးအချိန်မှာလှမ်းနေခြေလှမ်းဖြစ်တယ်လို့အရက်ဖက်စစ်ဖက်ဆက်ဆံရေးမှာစစ်တပ်ဟာလူမှုထောက်ခံမှုအချိနဲ့ဆုံးအချိန်လို့ဆိုနိုင်ပါတယ်။ဒါကြောင့်ဒီအပြောင်းလဲဟာရွေးကောက်ပွဲကိုရှေးရှုတာမို့တပ်ဖက်မှာရောအရက်ဖက်မှာပါ အမားမခံနိုင်အောင် အတင်းကျပ်ဆုံးထိန်းချုပ်မှုနဲ့လုတ်ကန်နေတာတွေ့ရပါတယ်။ စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်များထိမ့်သိမ်းကာကွယ်ခြင်းဥပဒေပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ရှက်ဟန်တာဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေအာဏာတီးဖို့ပြဋ္ဌာန်းလိုက်တဲ့စိုက်ဘာလုံခြုံရေးဥပဒေနိုင်ငံသားများရဲ့ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေစာရာတွေကိုလေ့လာကြည့်ရင်ဖိနှိပ်ရေးနဲ့အကြောက်တရားဝန်းကျင်ကို တောက်ဆီအောင်ဖန်တီးထားတာတွေ့နိုင်ပါတယ်အလားတူပဲ တော်လန်ရေးအင်အားစုတွေစိုးမိုးထားတဲ့ဒေသတွေကိုခြေမုံရေးဆက်လုံနိုင်ဖို့63မြို့နယ်ကို အရေးပေါ်အခြေအနေကြီးညာခဲ့ပါတယ်။ဒါတွေကိုကြည့်ရင်ဒီအပြောင်းလဲဟာမဲပြပစိုးနောက်တထဲလဲဝတ်ပေးဖို့တောင်ရည်ရွယ်ဟန်မတူဘူး။ရွေးကောက်ပွဲအပြီးမှာတောင်ဒီပုတ်ဒီပဲတွေကစိုးအောင်တော့ဦးသိန်းစိန်အခြေအနေမျိုးလောက်မင်းပြောင်းမင်းလွဲကိုလည်းမျှော်လင့်စရာတိတ်မရှိပဲ။လက်ရှိစစ်ကောင်းဆောင်ကပဲ သူကိုယ်တိုင်ဖြစ်စေသူ့လူယုံယာယီခန့်လို့ဖြစ်စေ။ သူ့မင်းဆက်တည်မြဲရေးအတွက်ရှိသမျှနီးစုံနဲ့အစွမ်းကုန်လှုပ်သွားမယ်ဆိုတဲ့အချက်ပေးအပြောင်းလဲလို့ရေဘူးရသုံးသပ်နိုင်ပါတယ်။အရက်ဖက်စစ်ဖက်ဆက်ဆံရေးဆိုင်ရာစဉ်စားချက်တွေမှာဖက်စစ်စစ်တပ်ကိုဖြိုဖျက်ပြီးအစ်စ်ကပြန်ဆရမယ်။ဖက်ဒရယ်တပ်မတော်တီထောင်ကြရမယ်ဆိုတဲ့အမြင်မျိုးရှိကြသလိုတပ်တွင်းပြုပြင်ပြောင်းလဲရေးမဖြစ်ရင်လက်ရှိဥဆောင်နေသူတွေနဲ့နိုင်ငံရေးမှာစစ်တပ်ကခေါင်းဆောင်မှုနေရာက ပါဝင်ရမယ်ဆိုတဲ့သူတို့ရဲ့မူဝါဒအောက်မှာ မြန်မာနိုင်ငံဟာအစိုးကျတန်နေရာတွေက ထွက်လာဖို့မလွယ်ဘူးလို့သုံးသပ်သူတွေလည်းရှိပါတယ်။အထူးသဖြင့်အိန္ဒိချင်းနိုင်ငံတွေစီမှာဒီအမြင်မျိုးရှိနေတာကို ISB မြန်မာရဲ့သူတည်တနာလေ့လာမှုတွေအရတွေ့ရပါတယ်။အိန္ဒိချင်းနိုင်ငံအများစုကတော့စစ်တပ်ပြိုရင်အစားထိုးနိုင်လောက်တဲ့စူးစီးခိုင်မာတဲ့အင်အားစုတည်းရဲ့မြန်မာမှာရှိမနေဘူးလို့ယူဆကြပါတယ်။ စစ်တပ်ပြုလို့တိုင်းပြည်ပြိုကွဲရေးပါဖြစ်လာတာကို လက်ခံဖို့အဆင်သင့်မဖြစ်သေးသည်၍ဘ ਹੁ မပြိုလဲရေးအတွက်ကြားကန်ရမယ်ဆိုတဲ့စဉ်းစားပုံတွေကလည်းတရုတ်ထိုင်းစတဲ့အိနီးချင်းနိုင်ငံတွေရဲ့မဟာဗျူဟာဖြစ်လာပုံရပါတယ်။ဒီကြားကန်မှုတွေကြောင့်ပဲစစ်တပ်ဟာတပ်ကိုကင်လုတ်တဲ့ဆယ်လတာရှော့ကိုကြော်လွန်နိုင်ခဲ့ပုံရပါတယ်။2023ခုနှစ်အောက်တိုဘာလစစ်စင်ရေးတစ်တုံညနှစ်ကုန်စတင်ချိန်ကစလို့ 2024ခုနှစ်ဩဂုတ်လတရုတ်နိုင်ငံခြားရေးဝန်ကြီးဝန်ကြီးနေပြည်တော်ကိုလာရောက်ခဲ့တဲ့အချိန်ထိဆယ်လတာကာလအတွင်းမြန်မာစစ်တပ်ဟာတမိုင်းမှာမကြုံဘူးလောက်အောင်ရှော့အကြီးကြီးကြုံခဲ့ရပါတယ်။ဘန်ကာထဲမှာခေါင်းမဖော်နိုင်အောင်ဖြစ်ုံသာမကဘန်ကာပြိုတဲ့အထိကြုံခဲ့ရတယ်ဆိုတဲ့စကားဟာဖြစ်ရက်တစ်ခုကိုသာတရုတ်ဖော်ပြခဲ့တာမဟုတ်ပါဘူး။ လူထုအား institution အားကောင်းဆောင်မှုအားဤပညာအားအယူဝါဒအားစသဖြင့်အားကိုးစရာတစ်ခုမှမကျန်တော့လောက်အောင် short ဖြစ်ခဲ့ရတဲ့အချိန်ကိုရည်ညွှန်းတာဖြစ်ပါတယ်။လက်နက်အစုအပြုံလိုက်ချတာတိုင်းစစ်ဌာနချုပ်တခုကိုပထမဆုံးအကြိမ်ဖြစ်လက်လွတ်ခဲ့ရတာစစ်ကောင်းဆောင်အတွက်အသေးမခံနိုင်တော့ဘူးဆိုတဲ့ခံစားချက်တွေပြင်းထန်လာတာစသဖြင့်ကြုံခဲ့ကြရပါတယ်။ ISB မြန်မာက2024ခုနှစ်ဇွန်လကထုတ်လွှင့်ခဲ့တဲ့ ISP နဲ့အတူမိနစ်30အစီအစဉ်မှာတက်ကိုကင်လုတ်တဲ့ဆယ်လတာ short ကာလတွေကိုလိုက်စားရွင်းစားနဲ့မုန်တိုင်းထန်ဆိုတဲ့စကလုံးသုံးလုံးနဲ့တရုတ်ဖော်ခဲ့ပါတယ်။အဲ့ဒီဆယ်လတာ short ကာလတွေမှာအမေရိကန်ပြည်ထောင်စုရောတရုတ်နိုင်ငံကပါမြန်မာစစ်တပ်ရဲ့ short အခြေအနေကိုဘယ်လိုဝင်ကင်တွေ့မလဲဆိုပြီးစဉ်းစားဆောင်ရွက်ချက်တွေရှိခဲ့တာသတိပြုနိုင်ပါတယ်။အမေရိကန်ပြည်ထောင်စုရဲ့အရှိအာရှနဲ့ ပစိဘရေးရာလက်ထောက်နိုင်ငံခြားရေးဝန်ကြီးဒန်နီယယ်ခရစ်တန်ဘရင့်ဟာမြန်မာစစ်တပ်ကိုယ်စားလှယ်တွေနဲ့2024ခုနှစ်ဇွန်လတုန်းက BNN နိုင်ငံမှာတွေ့ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့နိုင်ငံရေးထွက်ပေါက်အတွက်တင်ကူးဆောင်ရွက်ရေးဆိုင်ရာညှိနှိုင်းမှုတွေထင်သလောက်ခရီးမပေါက်ခဲ့ပါဘူး။နောက်ဆုံးတော့တရုတ်နိုင်ငံရဲ့အကူအညီနဲ့စစ်တပ်ဟာသူ့ရဲ့အားနည်းချက်ဗဟိုပြိုရင်တိုင်းပြည်ပြိုမယ်ဆိုတာကို လက်နက်အဖြစ်သုံးပြီးတော့လက်ရှိအကြက်သေးတွေက ထွက်ပေါက်ရှာခဲ့တာတွေ့ရပါတယ်။ ်တရုတ်နိုင်ငံရဲ့လုပ်ငန်းစဉ်မဟာဗျူဟာအကြောင်းကိုတက်ကိုကင်လှုပ်တဲ့ဆယ်လတာလျှော့ကာလအတွင်းမှာပဲ ISP မြန်မာကတေချာစုစည်းပြီးထောက်ပြခဲ့ပါသေးတယ်။ဒီလိုတရုတ်နဲ့ထိုင်းအိန္ဒိယနိုင်ငံတို့ရဲ့ကြားကန်ပီးခြင်းကြောင့်စစ်ကောင်စီရရှိသွားတဲ့အကျိုးကျေးဇူးကအဖဲကျင်းခန့်အခြေအနေကနေတစုံတရာတက်တာရရခဲ့တယ်။ဥပမာဘင်းစတိတ်ထိပ်သီးအစည်းအဝေးကိုစစ်ကောင်ဆောင်တက်ခွင့်ရတာအာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်နဲ့တွေ့ခွင့်ရတာတော်လန်ရေးအဖွဲ့တွေကိုတရုတ်နိုင်ငံကဖြတ်ငါးဖြတ်လုပ်လို့လက်နက်ခဲရန်ခက်ခဲနေချိန်မှာဒရုန်းနည်းပညာကနေလေကြောင်းတိုက်ခိုက်မှုမျိုးစုံစစ်တပ်ပို့တုံးခွင့်ရအောင်အကူအညီတွေရတာနဲ့စစ်ကောင်စီဟာရွေးကောက်ပွဲအပါအဝင်နိုင်ငံရေးထိုးစစ်တွေကို တွဲဖက်သုံးလာနိုင်တာတွေဖြစ်ပါတယ်။စကိုင်းမန္တလေးငလင်ကြီးအပြီးမှာတော့ဒီအကျိုးကျေးဇူးသုံးခုရဲ့ရလဒ်ဟာပိုတိတာအရှိန်ရလာတာတွေ့နိုင်ပါတယ်။ ဒါရီကိုခြုံငုံ သုံးတန်ရရင်နှွေဦးတော်လန်ကြီးဟာတိုက်ပွဲတွေမှာဘုံလုံးတစ်လက်ငပြန်တစ်လက်ဖြစ်နေနိုင်သေးပေမဲ့စစ်ပွဲအစ်စ်မှာတော့ဘသူမှယတိပြန်မရှုံးနိုင်တော့ဘူးဆိုတဲ့အခြေစိုက်သွားပြီလို့သုံးသပ်နိုင်ပါတယ်။ဒီသုံးသပ်ချက်ဟာအကြောင်းရင်းသုံးရပ်ပေါ်အခြေခံပါတယ်။မြန်မာစစ်တပ်ဟာမကြုံစဖူးအားနယ်ချိနဲ့သွားပေမဲ့မကြမတင် အနာခတ်မှာရုတ်ချီးပြိုလဲသွားစရာမရှိတာ။တော်လန်ရေးအင်အားစုတွေဟာ တမိုင်းတွင်အောင်နေမည်ဆိုးမှုမှုစီရေးအရာမနိုင်စဖူးအနိုင်ထူးခဲ့ပေမဲ့ဘုံဦးတီချက်လုပ်ငန်းစဉ်ကင်းမဲ့တာအကွဲအပြေများလာတာပဋိပက္ခစီးပွားရေး conflict economy ကရလာတဲ့အကျိုးအမြတ်တွေဟာလက်နက်ကန်အဖွဲ့တော်တော်များများအတွက်မက်လုံးဖြစ်လာတာနဲ့အမေရိကန်ပြည်ထောင်စုရဲ့အခမ်းကဏ္ဍတိတိတတ်တာရော့ကျသွားချိန်မှာတရုတ်နိုင်ငံကအင်းနဲ့အားနဲ့ပုံမပါဝင်ဆွတ်ဖက်ပြီးတော်လန်ရေးအင်အားစုတွေရဲ့အောင်ပွဲအရှိန်ကိုတန့်စီခဲ့တာ စစ်ကောင်စီကိုကြားကန်ပေးလာတာစတဲ့အချက်တွေကြောင့်မြန်မာပဋိပက္ခဟာယတိပြက်အပြေမထွက်နိုင်တော့တဲ့အခြေအနေစိုက်သွားရတာပါအခုအချိန်မှာစစ်တပ်ဟာမပြိုလဲသေးဘူးဒါပေမဲ့ဆုံးရှုံးထားတဲ့နေမျိုးတွေကိုကာလတူနဲ့ပြန်ရနိုင်ဖို့မလွယ်သလိုအချုပ်အခြားအာဏာဆုပ်ယူတဲ့နိုင်ငံတော် Dominic State ဟုကိုပဲအနိုင်အထက်ကျင့်လို့တမျိုးကလပန်ထိုးလို့တဖုံဆက်အုပ်ချုပ်နေဦးမယ် အခြားတစ်ဖက်ကတော်လန်ရေးအင်အားစုတွေကလည်းလက်ရှိစစ်တပ်ကိုပုံမကောင်းမွန်တဲ့တခြားရွေးချယ်စရာတွေနဲ့အစားမထိုးနိုင်ဘူးဆိုတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒီအမှုမာနာကိုအခြေခံသုံးသပ်ရင်တော့မြမနိုင်ငံရေးအပြောင်းလဲဟာစစ်တပ်အတွင်ပြုပြင်ပြောင်းလဲရေးဖြစ်မဖြစ်ပေါ်အဓိကမူတည်လာနိုင်ပါတယ်။ကြားရတာနာခါကောင်းခါမှမှန်မိမဲ့စိတ်ခံစားမှုကို ရှည်တမ်းမတင်မဲမူတည်တက်အောင်အာသာဖြေတာမျိုး စစ်တပ်မပြိုပြိုအောင်အမြင့်ဖြတ်ဖြိုးရမှာပဲဆိုတဲ့ဂျာအီးသူမေရိုက်ပတ်လေလုံးချစဉ်းစားနေနဲ့အချိန်ကုန်ခံနေတာမဟုတ်ရင်အပြေရှိဖို့လမ်းစာတိတ်မတွေ့ရပါဘူးအနီးခေတ်သမိုင်းကိုပြန်ကြည့်ရင်လဲ1988ခုနှစ်ကစလို့တော်လန်ရေးခေါင်းဆောင်တွေဟာအကြမ်းမဖက်လူမှုလှုပ်ရှားမှုကြီးတွေဥပမာရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ2000ခုရွှေဝါရောင်တော်လန်ရေး2021ຫນွေဥတော်လန်ရေးလူမှုတွေရဲ့ တောင်ပြိုကမ်းပြိုပေးအပ်ခဲ့တဲ့မဲပေးလှူရှားထောက်ခံမှုတွေဥပမာ1990 2015နဲ့2020အထွေထွေရွေးကောက်ပွဲအနိုင်ရမှုတွေနဲ့လက်နက်ကင်တော်လန်ရေးစစ်အနိုင်ရမှုဥပမာ စစ်စင်ရေး1300နှစ်ခွန်ဒီလိုစစ်အနိုင်ရမှုတွေကိုခိုင်မြဲတဲ့နောက်ပြန်မလန့်မဲ့နိုင်ငံရေးအောင်တီးအောင်ပွင့်တွေအဖြစ်မပြောင်းလဲပေးနိုင်ခဲ့တာသတိပြုမိနိုင်ပါတယ် တော်လန်မှုနဲ့ဖိနှိပ်မှုစံဝန်းဟာသူတင်ကိုတင်အားပြိုင်လွန်ဆွဲလို့မတူးတာမဆုံးတာအခြေအနေကိုရောက်ခဲ့ပြီးဆိုတိုင်းစစ်တပ်ကပဲစက်ဝန်းကိုဖျက်တော့ထွက်ပေါက်ရှာသွားနိုင်တာတွေ့ရပါတယ်။မြမတော်လန်ကြီးဟာတကြောင်ဆွဲမြင်းလိုတတမှတ်ထဲဖြစ်နေတာမဟုတ်ပဲစက်ဝန်းတစ်ခုပြီးတစ်ခုမျိုးဆက်တွေလက်ဆင့်ပြောင်းအခင်းအကျင်းတွေပြောင်းဤပညာတွေပြောင်းပထဝီနိုင်ငံရေးဝင်းကျင်တွေပြောင်းစသဖြင့်ဖြစ်နေတာလေ့လာနိုင်ပါတယ်။ အခုလဲ2021အလွန်တော်လန့်မှုနဲ့ဖိနှိပ်မှု မတူးတာမဆုံတာ statement အခြေအနေကိုစစ်တပ်က2025-2026ရွေးကောက်ပွဲတွေနဲ့တရုတ်အကူအညီကိုယူပြီးစက်ဝန်းဖြတ်တောက်ဖောက်ထွက်ဖို့ကြိုးစားလာတာဖြစ်ပါတယ်။ဒီလိုဆိုရင်တော့အထက်မှာအစိုးကျန်းထုတ်ခဲ့သလိုတရုတ်နဲ့အိန္ဒိချင်းတချို့ရဲ့ကြားကံမှုရထားတဲ့စစ်တပ်ကိုမကြမတင်အချိန်မှာစစ်ရေးအရာ ပြိုအောင်မဖြိုးနိုင်တော့ဘူးဆိုရင် တော်လန်စစ်ဟာရေရှည်စစ်ဖြစ်ထပ်တခါဇက်မျောပြီဆိုရင်မြမနိုင်ငံရေးအပြောင်းလဲဟာစစ်တပ်တွင်ပြုပြင်ပြောင်းလဲရေးဖြစ်မဖြစ်နဲ့ဓာတ်ရိုက်ဆက်ဆက်လာနိုင်ပါတယ်။ဒါဖြင့်စစ်တပ်အတွင် ပြုပြင်ပြောင်းလဲရေးဆိုတာဘာလဲ။ဘယ်လိုဖြစ်လာစရာရှိလဲ။ဘယ်သူကဥဆောင်လုပ်မှာလဲဆိုတဲ့မေးခွန်းတွေပေါ်လာပါတယ်။စစ်တပ်ပြုပြင်ပြောင်းလဲရေးဒါမှမဟုတ်စစ်တပ်ရဲ့မူလလက်ရှိအခြေအနေကနေ အခြေအနေတစ်တစ်ခုစီပြောင်းလဲရမယ်ဖြစ်တန်ချေရဲ့အဓိကတော့ချက်ကတော့မြန်မာပြည်သူတွေလိုလားတဲ့အတိုင်းစစ်တပ်နိုင်ငံရေးကထွက်ခွာဖို့ပါပဲချက်ချင်းထွက်ရည်လားအဆင့်ဆင့်ထွက်ရည်လားစသဖြင့်ဘယ်လိုထွက်ခွာမလဲဆိုတာကတော့လူထုအားရုပ်ဝတ္ထုအားနိုင်ငံတကာမဟာမိတ်အားစတဲ့အာဏာချိန်ခွင်ရှာသဘောနဲ့ဆစ်ဆက်ညီနိုင်ရေးပြည်ရဲ့ကြွယ်ဝကျင်လည်မှုနှစ်ခုနဲ့ပဲအဆုံးအဖြတ်ပေးမှာဖြစ်ပါတယ် လက်ရှိအချက်လက်တွေရတော့စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာပြုပြင်ပြောင်းလဲရေးကိုဦးတည်ဖို့တိတ်မမြင်ရပါဘူးဒီတော့တပ်မတော်အတွင်းမျိုးဆက်အပြောင်းလဲနဲ့မူဝါဒလမ်းစဉ်အပြောင်းလဲဖြစ်တန်ခြေတွေကိုတေချာလေ့လာကြည့်ဖို့လိုအပ်လာပါတယ်တပ်မတော်ကိုမျိုးဆက်၃ဆက်ဖြင့်ပိုင်းခြားရှုမြင်ပါတယ် ထမမျိုးဆက်က1940ကနေ1988အထိတပ်မတော်ကိုထိန်းချုပ်ခဲ့တဲ့ရဲဘော်၃ကြိမ်မျိုးဆက်ပါဒုတိယမျိုးဆက်ကတော့1988ခုနှစ်ကနေ2011နဝတနာအဖခေဗိုလ်ချုပ်မှုကြီးတန်းရွှေဦးဆောင်တဲ့မျိုးဆက်ပါတတိယကတော့2021ကနေလက်ရှိအချိန်ထိစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင် ရုံးတလုံးဓာတ်တစင်ဦးဆောင်တဲ့မျိုးဆက်ဖြစ်ပါတယ်ဗိုလ်ချုပ်အောင်ဆန်းဟာတပ်မတော်ဖခင်ဆိုပေမဲ့ တက်မရော်ရဲ့သမိုင်းစင်ဆက်ပြောင်းလဲမှုတွေမှာပုံရိပ်အဖြစ်သားပိုအသုံးချခံခဲ့ရပြီးလက်တွေ့အမွေအနှစ်ခြံရစ်နိုင်တဲ့အခွင့်အလမ်းမရှိခဲ့ပါဘူးရဲဘော်သုံးကြိမ်ဝင်တဦးဖြစ်တဲ့ဘိုးချုပ်ကြီးနေဝင်ကသာ တက်မရော်ရဲ့တရုတ်တကန်ဥပဒေကို ကာလတာရှည်ပြဋ္ဌာန်းခွင့်ရခဲ့သူဖြစ်ပါတယ်သူ့လက်ထက်မှာတက်မရော်ဟာနေချက်ဆန့်ကျင်ရေးနဲ့အမျိုးသားလွတ်မြောက်ရေးဦးစီးဦးဆောင်ပြုသူ အမတ်တရုတ်ကနေ စစ်တပ်အာဏာသိမ်းတဲ့အကျင့်ကိုအစပြုတဲ့စစ်တပ်ကနိုင်ငံရေးမှာဝင်ရောက်ဆက်ဖက်ဦးဆောင်တဲ့ဆိုရှယ်လစ်အုပ်စိုးသူအခန်းကဏ္ဍအဖြစ်ပုံပြောင်းခဲ့တာဖြစ်ပါတယ်။ဗိုလ်ချုပ်ကြီးနေဝင်ရဲ့ပထမမျိုးဆက်လက်ထက်တပ်မတော်ရဲ့အုပ်စိုးပုံမှာဗမာလူမျိုးကြီးဝါရအစွဲတန်တဲ့နိုင်ငံတော်တိဆောက်ရေးမဟာဗျူဟာဒကပိတ်စည်းပွားရေးနဲ့နိုင်ငံခြားရေးမှာဧကစာရီအာဏာရှင်စနစ်ကိုအခိုင်အခန့်ပြုရေးလက္ခဏာတွေကိုအတိအကျတွေ့ရပါတယ်။ အရက်ဖက်စစ်ဖက်ဆက်ဆံရေးမှာလဲပြည်သူလူထုကိုဖိနှိပ်တာပြည်သူထောက်ခံမှုမရှိတော့လို့နောက်ဆုံးရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးပေါ်ထွန်းလာပြီးတက်မတော်ရဲ့ပထမမျိုးဆက်နိုင်ငံရေးကြဆုံခံဖြစ်ခဲ့ပါတယ်1988ခုနှစ်အာနာသိန်းခေါင်းဆောင်ဟာဗိုလ်ချုပ်မှူးကြီးစောမောင်ဖြစ်ပေမဲ့တက်မတော်ရဲ့ဒုတိယမျိုးဆက်ကိုတဆစ်ချိုးဥဆောင်ခဲ့သူကတော့ဗိုလ်ချုပ်မှူးကြီးစောမောင်ဖယ်ရှားခံရပြီးနောက်အာနာရယူခဲ့တဲ့ ဗိုလ်ချုပ်မူကြီးတန်းရွှေပဲဖြစ်ပါတယ်။သူဟာလေတက်မတော်ရဲ့တရုတ်တကံဥပဒေကို ကာလတာရှည်ပြဋ္ဌာန်းခွင့်ရခဲ့သူပါ။သူ့လက်ထက်မှာတက်မတော်ဟာနိုင်ငံတော်ညင်ဝတ်ပြီးပြားရေးတိုင်းရင်းသားအပြစ်ရက်စဲရေးအခြေခံ ဥပဒေကတဆင့်စစ်တပ်ရဲ့နိုင်ငံရေးဥဆောင်မှုအခမ်းကဏ္ဍနဲ့အာဏာအမြင့်တွေခိုင်ခံရေးကိုဖော်ဆောင်တဲ့အမတ်တရုတ်နဲ့ပုံပေါ်ခဲ့ပါတယ်။ပြည်ရင်းရေးမှာရောနိုင်ငံတကာဆက်ဆံရေးမှာပါ ဝါရဆွဲနိုင်ငံဆွဲမထားပဲလက်တွေ့အကျိုးစီးပွားပဓာဏပြုလန်းစင်နဲ့တက် institution အကောင်ကြီးစစ်တပ်ဦးဆောင်တဲ့ crony အရင်းရှင်စနစ်တိဆောက်ပြီးအာနာဆက်ချက်ထွင်ရေးလက္ခဏာအပြည့်တွေ့ရပါတယ်။မဟာဖြူဟာထိမ့်ချုပ်ပြီးနီးဖြူဟာပိုင်းအလျှော့အတင်းလှုပ်တာမိစတစ်ဖက်ရေမုတ်တစ်ဖက်တွဲကစားသွားတာတွေ့ရပါတယ်။အရက်ဖက်စစ်ဖက်ဆက်ဆံရေးမှာတော့ပြည်သူလူထုကိုဖိနှိပ်တာပြည်သူထောက်ခံမှုအားနေပြီး ၂၀၀ခုရွှေဝါရောင် လူတို့လှုပ်ရှားမှုလိုမျိုးနာခိမုံတိုင်းမှာတလွဲတချော်စီမံလို့လူသိန်းချီတည်ဆုံးခဲ့ရတာမျိုးတွေဖြစ်ခဲ့ပါတယ်။ဒါကြောင့်တက်မရော့ဒုတိယမျိုးဆက်ဟာစစ်အစိုးရဖြစ်တဲ့ဓာတ်ရိုက်အုပ်စိုးမှုကနေ၂၀၀၈အခြေခံဥပဒေကိုသုံးပြီးနိုင်ငံရေးကတဆင့်ဆုတ်ခွာခဲ့ရပါတယ်။တက်မရော့ရဲ့တတိယမျိုးဆက်ကိုဥဆောင်ရသူဟာလက်ရှိစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဖြစ်ပြီး 2021ခုနှစ်စစ်အာဏာသိမ်းမှုကိုကျူးလွန်ခဲ့သူဖြစ်ပါတယ်။ဒုတိယမျိုးဆက်ကလန်းခင်းခဲ့တဲ့နိုင်ငံရေးဖြေလျှော့မှုကိုပြောင်းပြန်လှန်ပစ်ခဲ့သူလို့ဆိုနိုင်ပါတယ်။2008အခြေခံဥပဒေကိုကာကွယ်တဲ့တပ်မတော်ဆိုတဲ့ပုံရိပ်ကို ဖော်ထုတ်နေပေမဲ့အာဏာသိမ်းပုံသိမ်းနည်းကအခြေခံဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ဥပဒေအကြောင်းအရဆိုနိုင်ပါတယ်။ဒီမိုကရေစီတပိုင်းစက်ကြားအုပ်ချုပ်ရေးကနေ ပုတ်ကူရီရီမန်းချက်အထွတ်တင်နဲ့အာနာသိန်းစစ်အုပ်ချုပ်ရေးအခန်းကဏ္ဍကိုနောက်ကျောင်းပြန်သွားတာဒတိုင်းပြည်လုံးလက်နက်ကင်တော်လန်အုံကြွမှုတွေဖြစ်ပြီးစစ်တပ်ဟာတမိုင်းတွင်အောင်ရှုံးနိမ့်မှုတွေကြုံရတာလူကြိုက်များရေးပေါ်ပြူလစ်စင်ကိုကြိုက်နှစ်သက်သလောက်စွမ်းဆောင်ရည်အားနည်းတာတွေကဒီတတိယမျိုးဆက်ရဲ့မြင်သာထင်သာလက္ခဏာတွေပဲဖြစ်ပါတယ်။မဟာဗျူဟာမှာလဲမိစင်ကြိကရေးမပြတ်သုံးရေးအကြက်အတဲကထွက်မြောက်ရေးအတွက် နိုင်ငံတကာဆက်ဆံရေးမှာတရုတ်နိုင်ငံနဲ့ရုရှားနိုင်ငံကိုပုံမုံမီခိုနေရတာကပဲအဓိကအားကိုးရာဖြစ်လာပါတယ်။အရက်ဖက်စစ်ဖက်ဆက်ဆံရေးမှာလည်းလက်တွေ့ကြတဲ့အလျှော့အတင်းမရှိပဲဖိနှိပ်မှုတွေကြောင့်အုံကြွမှုကိုပိုတိုးစေပြီးပြည်သူလူထုထောက်ခံမှုအနိုင်ကျဆုံးဖြစ်ခဲ့ပါတယ်။ဥဆောင်သူအရေးချင်းပြည်သူလူထုထောက်ခံမှု တိုင်းရင်းသားအရေးအတိတ်အနဲ့နဲ့ နိုင်ငံတကာအခင်းအကျင်းတွေမှာခြားနားချက်တွေရှိနေပေမဲ့မျိုးဆက်၃ခုစလုံးမှာတိုင်းပြည်ရဲ့အုတ်ထင်းသူအဖြစ်သူတို့ကိုသူတို့မြင်ကြတဲ့ကိုယ့်ဘာသာကိုခံယူတာဝန်ပေးထားကြတဲ့သဘောမှာတူညီတာတော့တွေ့ရပါတယ်။ဇရုတ်ထမျိုးဆက်တက်မတော်မှာရောဒီလိုသဘောတဘာဝတွေဆက်ရှိနေအောင်မလားဆိုတာစောကြောစမ်းစစ်စရာဖြစ်ပါတယ်။ဆက်လက်ပြီးဖြစ်တန်ချီအကဲဖြတ်ချက်ကို တင်ပြသွားပါမယ်။ တက်မတော်အတွင်းသရုတ်ထမျိုးဆက်အပြောင်းလဲဖြစ်နိုင်သလားဖြစ်ရင်ဘလို့ဖြစ်မလဲဘယ်သူတွေဥဆောင်မှာလဲဘယ်လိုဥတီယာမျိုးကိုရှေးရှုမလဲဆိုတာစူးစမ်းကြည့်ဖို့လိုအပ်လာပါတယ်မကြာမတင်ကာလတစ်ခုထိတက်ပြိုမလဲနိုင်ဘူးအချိန်တိုတွင်စစ်ရေးအရာအပြီးသက်ဖြိုလဲခြေဖြတ်နိုင်ဖို့မလွယ်သေးဘူးဆိုတဲ့အမှုမာနကိုလက်ခံထားတဲ့ဆိုရင်တက်မတော်အတွင်းသရုတ်ထမျိုးဆက်အပြောင်းလဲဟာဖြစ်ကိုဖြစ်မယ် ဘယ်အချိန်ဖြစ်မလဲဆိုတဲ့မေးခွန်းပဲရှိတယ်လို့ဆိုရပါမယ်။တက်တွင်းတံပြန်အာနာသိမ့်မှုကြောင့်ဖြစ်ဖို့ထက်စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်အကြောင်းတစ်ခုခုကြောင့်အနားယူရတာကိုချွင်းချက်ထားပြီးသုံးသပ်ရရင်ရွေးကောက်ပွဲပြီးလို့အချိန်ကာလတစ်ခုကြာရင် ဖြစ်ဖို့ကပိုနီးဆက်တယ်လို့ဆိုရပါမယ်။ဒီအချိန်ကာလတစ်ခုဆိုတဲ့သတ်မှတ်ချက်မြန်မမြန်ကရွေးကောက်ပွဲအလွန်မှာအ धिक တော်လန်ရေးအင်အားစုတွေနဲ့စစ်တပ်အကြား နိုင်ငံရေးညှိနှိုင်းဆွေးနွေးမှု အပေးယူအောင်မြင်မအောင်မြင်မှုအပေါ်အထူးတလဲမူတည်ဖွယ်ရှိပါတယ်။ဒီစရုပ်ထမျိုးဆက်ကိုဘယ်သူတွေဥษาမလဲဆိုရင်တော့လက်တလောအာနာဆက်ခံနိုင်ဖွယ်အရှိဆုံးလို့ရေးပန်းစားနေတဲ့ဘိုးချုပ်ကြီးကျော်စွာလင်း DSA ဘိုးလောင်းတင်နန်းအပတ်စဉ်35ကိုမြင်မိကြမှာသိချပါတယ်။လူခမန်းနာတိတ်များရင်မဖြစ်တတ်ဘူးဆိုတဲ့သုံးသပ်မှုတွေလည်းရှိပါတယ်။ဒါပေမဲ့ဘိုးချုပ်ကြီးကျော်စွာလင်းဟာ တတိယမျိုးဆက်ကောင်းကင်ဘိုးကျုံမူကြီးမင်းအောင်လိုင်းကို အကအကွယ်ပေးဖို့နဲ့ပေါင်းကူးတက်ချုပ်ဖြစ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒီအတွက် DSA အပတ်စဉ်35ထက်ပိုစီနီယာကြတဲ့စစ်ဘိုလ်ချုပ်တွေကိုအနာပေးတာဖြစ်နိုင်ပြီးစရုပ်ထမျိုးဆက်တက်မတော်ရဲ့အဓိကကြောရိုးဟာ DSA 38ဆင်းတွေဥပမာဒုတိယဘိုးချုပ်ကြီးကိုကိုဦးဒုတိယဘိုးချုပ်ကြီးတန်းထိုင်ဒုတိယဘိုးချုပ်ကြီးထိန်ဝင်းဒုတိယဘိုးချုပ်ကြီးဇော်ဟိန်စသဖြင့်ဖြစ်လာနိုင်ပြီး အခုတိုင်းမူးတွေဖြစ်ကြတဲ့ DSA အပတ်စဉ်47 40တွေရဲ့အခန်းကဏ္ဍကလည်းအခေယာကျလာနိုင်ပါတယ်။လက်ရှိအခြေအနေမှာတော့သရုပ်ထမျိုးဆက်ဖြစ်လာနိုင်ခြေရှိတဲ့စစ်ဘုံချုပ်တွေအနေနဲ့ဘယ်လိုလားရကိုဥတီမလဲဆိုတာခက်မှန်းဖို့ခက်ခဲပါသေးတယ်။လက်တလောအကျိုးစီးပွားနဲ့စိတ်တိမ်ညွတ်မှုကိုလေ့လာကြည့်ရင်တတရမျိုးဆက်ခေါင်းကိုင်ဘိုးချုပ်မူကြီးမင်းအောင်လှိုင်ရဲ့အောက်မှာဖြုတ်ထုတ်တတ်မခံရပဲ ဆက်လက်ရှင်သန်မှုမျက်နှာသာရဖို့အတွက်တစ္ဆာစောင့်တိမှုအစွမ်းကုန်ပြသရေးတက်မတော်ကိုပြန်လည်အားကောင်းအောင်ထူထောင်ဖို့နဲ့တိုင်းသာလက်နက်ကိုင်အဖွဲ့တွေဟာဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုတကယ်လို့ချင်တာမဟုတ်ဘူးလက်နက်ကန်ပြီးဗမာလူမျိုးရေးမုံတိမှုလှုပ်စောစီးပွားရေးလှုပ်တိုင်းပြည်ပြိုကွဲအောင်လှုပ်နေတာပဲဗမာအမျိုးသားရေးစိတ်နဲ့ပြန်ရှင်သန်ရမယ်ဆိုတဲ့လက္ခဏာမျိုးတွေတွေ့ရပါတယ် ဒါကြောင့်မယ်ရှေ့မျိုးဆက်များလို့တက်မတော်ကိုတိုင်းပြည်ရဲ့အုတ်ထင်းသူအဖြစ် သူတို့ကိုသူတို့မြင်ကြတဲ့ကိုဘာသာ ခံယူတာဝန်ပေးကြတဲ့သဘောမှာတော့ဆက်လက်တူညီပွဲရှိပါတယ်။ဒီဂရီအပြောင်းလဲတာရှိနိုင်ပါတယ်။အနှစ်သာရတိတ်ပြောင်းဖွယ်မရှိပါဘူး။သူတို့ရဲ့အရင်အမြင့်ကိုကြည့်ရင်ကိုစီကိုငါစီးပွားရေးနဲ့ ကိုးကွယ်စည်းကပ်ဆရာတကာအချိတ်အဆက်တွေတိစောက်ထားတာရှိပြီးတော်လန်ရေးအင်အားစုတွေကိုလက်တံပြောင်ပြောင်နဲ့နှိမ်နှင်းချိန်မုံအောင်မြင်နိုင်ရင်တက်လန်းပုံမြန်မဲ့သဘောဖြစ်ပါတယ်။သူတို့မျောမှန်းထားတာက ရွေးကောက်ပွဲအလွန်မှာစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်တက်ချုပ်တာဝန်ကနေအရက်ဖက်ပြောင်းတမရလုပ်မယ်ဆိုရင် တက်ကိုအသေးစိတ်စီမံခန့်ခွဲဖို့အတွက်လူယုံနဲ့လွဲထား အဲ့ဒီကမှတဆင့်သရုတ်ထမျိုးဆက်ကအဆင့်ဆင့်လက်လွဲပြောင်းယူဖို့ပါဒါပေမဲ့စစ်ကောင်းဆောင်က တက်ကိုလက်မလွတ်ပဲအခုဖွဲ့စည်းထားတဲ့စစ်ကော်မရှင်ကိုမဖြတ်ပဲဖြစ်ဖြစ်တရုတ်ပုံစံဗဟိုစစ်ကော်မရှင်လိုတခုခုဖွဲ့စည်းလိုပဲဖြစ်ဖြစ်တက်ကိုဆက်ထိန်ချုပ်နေမှာကိုစိတ်ပူပန်တာမျိုးသူတို့စီမှာရှိနေနိုင်ပါတယ်တစ်ချိန်တည်းမှာပဲသူတို့အရင်ကဒုတိယဘိုးချုပ်ကြီးမိုးမြင့်ထွန်းတို့အေးအေးယူခံခဲ့ရသလိုနဂါးမျက်ဆောင်အကြောင်းမူ၍ အစထောင်မိတဲ့လူအနှိတ်ကုတ်ခံရမှလဲစိတ်ပူကြပုံရပါတယ်စစ်ကောင်းဆောင်ဘိုလ်ချုပ်မူကြီးမင်းအောင်လိုင်ဖက်ကလည်းသူတို့လိုတက်သစ္စာတွေအချင်းချင်းပူးပေါင်းချိတ်ဆက်စိန်ခေါ်တာမျိုးတွေမဖြစ်အောင်ခွဲခြားအုပ်ချုပ်ထားတာတွေ့ရပါတယ်လက်ရှိကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုတွေမှာလဲဝိုင်းကြီးချုပ်စနစ်နဲ့အားလုံးပါနေအောင်ဆွဲထည့်ထားတာမြင်သာပါတယ်။ဒါပြင်ဒီစရုပ်ထမျိုးဆက်သစ်တွေဟာ2008အခြေခံဥပဒေကို ဘယ်လောက်ကာကွယ်မလဲဆိုတဲ့အချက်ကလည်းစမ်းသက်ချက်မှတ်ကြောက်တစ်ခုပဲဖြစ်ပါတယ်။ဒီ on point မှာဆွေးနွေးခဲ့တာတွေကို ချုပ်ရရင်ပြီးခဲ့တဲ့ဇူလိုင်လကုန်မှာစစ်ကောင်စီလှမ်းခဲ့တဲ့အပြောင်းအလဲတွေကလက်ရှိစစ်ကောင်ဆောင်အနေနဲ့သူ့မင်းဆက်တည်မြဲရေးအတွက်ရှိသမျှနီးစုံနဲ့အစွမ်းကုန်လုပ်သွားမယ်ဆိုတဲ့လက္ခဏာပဲပို့ဆောင်ပါတယ်။အချက်အလက်အထောက်အထားတွေရတော့မကြမတင်အနာဂတ်မှာ ြန်မာစစ်တပ်ပြိုလဲစရာမရှိသေးဘူးစစ်တပ်ဟာဆုံးရှုံးထားတဲ့နေမျိုးတွေကိုကာလတူနဲ့ပြန်ရနိုင်ဖို့မလွယ်သလိုထီးပြိုင်နန်းပြိုင်တွေတူတလူငါတမင်း Defacto River Power Center နဲ့အချုပ်အခြာအာဏာဆုပ်ယူတဲ့နိုင်ငံတော် Dominion State ဟုကိုပဲစစ်တပ်ကအနိုင်အထက်ကျင့်လို့တမျိုးကလပန်ထိုးလို့တဖုံဆက်အုပ်ချုပ်နေအောင်ပဲအခြားတစ်ဖက်ကတော်လန်ရေးအင်အားစုတွေကလည်းလက်ရှိစစ်တပ်ကိုပုံမကားမွန်တဲ့တခြားရွေးချယ်စရာတွေနဲ့အစားမထိုးနိုင်ဘူး အကွဲအပြဲတွေပုံများလာပြီးမဲ့ဒီမျိုးဆက်နဲ့မပြီးပြက်လဲနောက်မျိုးဆက်တွေအထိဆက်တော်လန်နေမယ်ဆိုတဲ့အမာခံအုပ်စုတွေလည်းရှိနေမယ်ဒီအဆိုအနုမာဏ၃ရက်ကိုအခြေခံသုံးသပ်ရင်တော့မြမနိုင်ငံရေးအပြောင်းလဲဟာတက်မတော်အတွင်းသရုတ်ထမျိုးဆက်အပြောင်းလဲဒီမျိုးဆက်ရဲ့မူဝါဒလမ်းစဉ်ကပြည်သူလူထုလိုလားသလိုစစ်တပ်နိုင်ငံရေးက ထွက်ခွာဖို့လက်ခံပြောင်းလဲခြင်းနဲ့ဒီလိုအပြောင်းလဲတွေဖြစ်အောင်တော်လန်ရေးအင်အားစုတွေဖက်ကဖိအား ဆွဲဆောင်အားနဲ့ဘလို့ဆောင်ရွက် မလဲဆိုတာအရေးပါတဲ့မဟာပြူဟာမိကုံဖြစ်လာပါလိမ့်မယ်။ဒီလိုဆိုရင်တော့မြမစစ်တပ်ကိုအစွဲကင်းကင်းနဲ့စနစ်တကျလေ့လာရေးနေပြည်တော်ကို လေ့လာရေးဟာမြမတော်လှန်ရေးအင်အားစုတွေနဲ့မြမအရေးပါဝင်နေတဲ့နိုင်ငံတကာအတိုင်းဝန်းတွေမရှိမဖြစ်လိုအပ်ချက်တည်းရဖြစ်လာပါပြီ။မဟုတ်ရင်တော့ ့မြမနိုင်ငံရေးရဲ့အဓိက institution တစ်ခုကိုကြောင်ကြောင်မြင်လျက်မသိကြောင်ကြောင်သိလျက်မမြင်ဖြစ်ပြီးဆိုးရွားတဲ့ institution ရဲ့တန်ကို တလင်နေပွေးတလင်နေကြွေးဆိုသလိုပြည်သူတွေမှာမထောင်းတာစက်ခံစားနေကြရမှာပဲဖြစ်ပါတယ်